ဒီမလာတလာထဲမှာပဲ5.1အင်အားအထက်ရှိတဲ့ငလင်းလှုပ်သွားတာခုနှစ်ကြိမ်အောင်ရှိသွားပြီပေါ့နော်အဲ့တော့ဒီထက်ပိုပြီးကျွန်တော်တို့ပြင်ဆင်ထားတင်တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာဂျပန်လူမျိုးတွေအနေနဲ့ငလင်းမလှုပ်ခင်မှာဘာတွေပြင်ဆင်ထားလေးရှိတယ်ဆိုတဲ့အကြောင်းအရာတွေကိုမျှဝေပြသမှာဖြစ်ပါတယ် နံပါတ်၁ချက်ကငလင်ကိုကျူတင်ခံမနိုင်တဲ့နည်းပညာမရှိသေးဘူးဆိုပေမဲ့ငလင်မလုတ်ခင်စက္ကန့်ပိုင်းအလိုမှာ alert ပေးတဲ့ my aquit လိုမျိုး application တစ်ခုခုကိုတွင်းတာပါ။ဟူ setting လုပ်ထားတဲ့အတိုင်းစက္ကန့်ပိုင်းမတိုင်ခင်အခုလိုမျိုးအလန်းမီပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မြန်မြန်ပြင်ဆင်လို့ရနိုင်ပါတယ်။နံပါတ်၂အချက်ကငလင်အဖြစ်များတဲ့နေရာတွေမှာရှိတဲ့အိမ်ထဲမှာအရေးပေါ်အိတ်တွေကိုအစင်းသစ်ဆောင်ထားကြပါတယ်။အဲ့ဒီအိတ်တွေမှာဘာတွေပါလဲဆိုလို့ရှိရင်အရေးပေါ်စီးတတာလက်နိတ်တမီဆောင်အပါမိုးကလက်အိတ်အရေးပေါ်ဖုန်းနံပါတ်တွေနဲ့အရေးကြီးစာရွက်စာတမ်းမိတူတွေရေဘူးနဲ့အတင်းစားလို့ရတဲ့အစားအစာစတာတွေကိုအစင်းသစ်ပြင်ဆင် ားကြပါတယ်နောက်ဆုံးအချက်ကတော့အိမ်တို့ယုံတို့ကျောင်းတို့မှာရှိတယ်အရေးပေါ်ထွက်ပေါက်နဲ့အကာအကွယ်ယူလို့ရမယ့်နေရာတွေကိုကြိုပြီးတော့သတ်မှတ်ထားကြတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်အစာအုပ်ရဲ့ငလင်တန်ခံနိုင်မှုရှိမရှိကိုစစ်ဆေးတာတွေငလင်လေးကျင်းမှုတွေကိုပါကြိုတင်လေ့လာပြင်ဆင်ထားဖို့လိုအပ်ပါတယ်ကျွန်တော်နားလည်ပါတယ်ဒီအကြောင်းအရာတွေကအားလုံးတည်ထားပြီးသားဖြစ်ရင်ပြင်ပါပါဒါမဲ့ဒီဗီဒီယိုကထပ်မံတတိပေးတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဘာလို့လဲဆိုရင်တချို့သင်ကန်းသားတွေကအသက်အိုးဝင်စီးစိမ်နေရင်းပြီးတော့မှရခဲ့တဲ့သင်ကန်းသားတွေမို့လို့ပါ